မြန်မာစစ်တပ်နဲ့စစ်ရဆွေးမှုဆိုတာဘရောမှာရှင်တွဲလို့မရဘဲနဲ့ဒင်းကားတရားတစ်ခုရဲ့ခေါင်းနဲ့ပန်းလို့ပဲနှစ်ပေါင်းများစွာတွန်တွဲနေတယ်ဆိုတာလည်းအားလုံးသိကြပြီးတဲ့အတိုင်းပါပဲအဲ့တော့အရင်ကျွန်တော်တို့နှစ်ပေါင်း50ကျော်နှစ်ပေါင်း80ကျော်တီရင်းစစ်တွေပေါ့ဗျာဒီတီရင်းစစ်တွေမှာလည်းမြန်မာစစ်တပ်ကပုံစံမျိုးစုံနဲ့ဒီစစ်ရဆွေးမှုတွေကိုကျူးလွန်ခဲ့တယ်လူသားမျိုးတွေကိုကျူးလွန်နေရဆွေးမှုတွေကိုကျူးလွန်ခဲ့တယ်ဒါတည်းလူနေလုံးတက်ချက်မှုတွေအထိပါကျူးလွန်ခဲ့တဲ့စစ်တပ်နဲ့အစိုးရအဖွဲ့တခုဖြစ်ပါတယ်အဲ့တော့ဒီမြန်မာစစ်တပ်ကဒီလိုကျူးလွန်တာဒီရွေးဦးတော်လိုင်း2021ခုနှစ် ဒါဖေဖော်ဝါရီတို့စစ်တဲ့အာနာသိမီနောက်ပိုင်းတွင်ဦးတော်လှန်ရေးကာလတွေရောက်လာတဲ့အချိန်မှာဆိုရင်လေဒီလက်နက်ကင်တော်လှန်ရေးစတင်တဲ့အချိန်တွေကအခုထိတော့တောက်လျှောက်ဇက်တိုက်ကိုကျူးလွန်နေပါတယ်အဲ့တော့လက်နက်ကင်တော်လှန်ရေးနဲ့မဆိုင်ဘဲနဲ့ရန်ကုန်မြို့ရဲ့နော်မန္တလေးမြို့ရဲ့မြို့ကြီးတရားကြီးတွေနော်တခြားတခြားသောမြို့တွေမိထီလာပါညာစသည်ဖြင့်ပေါ့ဗျာမြို့ပေါင်းများစွာပေါ်မှာလေဒီလိုပဲညီမစစ်တပ်ကအေဂျင့်စွာနော်ကျွန်တော်တို့ဆန္ဒပြနေတဲ့တောင်းဆိုနေတဲ့ဒီသူတွေကိုတိုက်ခတ်တက်ဖြတ်ပြီးတော့လေကျူးလွန်မှုတွေရှိပါတယ် ဲ့တော့လက်နက်ကင်တိုက်ပွဲတွေဖြစ်လာပြီးရဲ့နောက်ဘက်မှာလည်းဒီလက်နက်ကင်တိုက်ပွဲကိုအကြောင်းအကြောင်းပြပြီးတော့ကျွန်တော်ရွာတွေတော့မြို့တွေအပေါ်မှာလည်းလူစုလူဝေးတွေပြည်သူတွေရှိတဲ့စာတင်ကျောင်းတွေဓမ္မယုံတွေအဲဘာသာရေးပွင့်လင်းသမင်တွေပေါ်မှာလည်းအစဉ်အမြဲလက်ပြဟိုဟာလေနဲ့ဘုံကျဲလိုက်လက်နက်ကြီးနဲ့ပြက်လိုက် draw ဘုံချလိုက်စသည်ဖြင့်ပေါ့နော်ဟိုသူဒီမှာရှိတဲ့စွမ်းဆောင်နိုင်တဲ့လက်နက်မျိုးစုံကိုသုံးပြီးတည်သူတွေကိုတက်ဖြတ်နှင်းစေနေတာအားလုံးသိပါအဲ့တော့ဒီနေ့ကျွန်တော်ပြန်ပြောချင်တာကတော့မုံလိုက်ခက်16စက္ကန့်မှာဒီမှာစစ်တဲ့ကျူးလုံးနေတဲ့စစ်ရဆွေးမှုတစ်ခုအကြောင်းပဲဖြစ်ပါတယ် ဒါကတော့2023ခုနှစ်အော်တိုဘာ9ရက်ည7:00နာရီကျော်အချိန်ပေါ့နော်ဒီအချိန်မှာဖြစ်ပွားခဲ့တာဖြစ်တယ်အဲ့တော့9ရက်နေ့မှာဖြစ်ခဲ့တယ်ဆိုတော့ဒါ2023အော်တိုဘာ9ရက်နေ့မှာဖြစ်ခဲ့တယ်ဆိုတော့အခုဆိုရင်နှစ်နှစ်ပြည့်တဲ့ကာလကိုရောက်ပြီအဲ့တော့ကျွန်တော်တို့ဒီမုံလိုင်းခက်ပေါ့နော်မုံလိုင်းခက်ဆိုတာကတော့ကျွန်တော်တို့တရုတ်နယ်မှာနေဆက်အနီးမှာရှိတဲ့ KIO KIA အဖွဲ့အစည်းရဲ့ဌာနချုပ်ဖြစ်တဲ့ Liza နဲ့ကျွန်တော်တို့ဟိုတမိုင်ကျော်ပဲကြွားဝေးတဲ့နေရာမှာရှိနေတဲ့ဂျွာလေးတစ်ခုဖြစ်ပါတယ် ဒီရွာမှာဆိုရင်ကျွန်တော်တို့စစ်ဘေးရှောင်နေတဲ့ပြည်သူအများကြီးလေးနေထိုင်ပြီးစစ်ရှောင်စခန်းလေးရှိပါတယ် ဒီစစ်ဆောင်စခန်းပေါ်မှာညီမစစ်တပ်ကနေပြီးတော့အော်တိုဘာလ9ရက်2023ခုနှစ်ည7:00နာရီခွဲမှာအဲလက်နက်နဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ဘုံဟိုဘုံကြပြီးတိုက်ခိုက်ခဲ့တာပေါ့နော်ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့အခုတတိအမြင်ပွားနေကြတဲ့ကြံစည်ကတော့ညီမစစ်တပ်ကတော့သူမကျူးလွန်ဘူးဆိုတဲ့အကြောင်းအမြင်ဆိုနေတာအဲဒါလေးကျွန်တော်နောက်မှဆက်ပြောမယ်အဲဒီလိုညီမစစ်တပ်ကတိုက်ခတ်တိုက်ခိုက်မှုပေါ့နော်လက်နက်ကြီးနဲ့လည်းဖြစ်နိုင်တယ်ဒါဘုံကျဲတာလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီလိုတိုက်ခတ်တိုက်ခိုက်မှုကြောင့်ကျွန်တော်တို့ဒီမွန်လိုင်းခွတ် ်စစ်ဆောင်စခန်းမှာရှိတယ်ကျွန်တော်တို့ကလေးငယ်အသက်16နှစ်အောက်ကလေးငယ်စစ်တပ်ဦးအမျိုးသမီး15ဦးအပါအဝင်စုစုပေါင်းစစ်ပေးရှောင်း29ဦးတည်ဆုံးခဲ့ရပါတယ်အဲဒါအပြင်ထိခိုက်ဒဏ်ရာရတဲ့သူ58ဦးခန့်ရှိပါတယ်ဒီတိုက်ခတ်တိုက်ခိုက်မှုကြောင့်ပဲကျွန်တော်တို့မူကြောကြောင်းတစ်လုံးအပါအဝင်နေအိမ်စေလုံးနဲ့သူတို့ဆက်ဆက်တဲ့စီးပွားရေးလုပ်ငန်းတွေပျက်စီးခဲ့ရတယ်လို့ကျွန်တော်တို့ဒါသတင်းမီဒီယာတွေမှာဖော်ပြချက်အရာသိရပါတယ်အဲ့တော့ ဒီဆုံးတော့ကျွန်တော်ပြောတဲ့လက်နက်ခဲရန်ကိစ္စပေါ့နော်ဒီမှာတော့မြန်မာနိုင်ငံကဖော်ပြချက်တစ်ခုအရဆိုရင်တော့ထက်အပြင်းပုံလေလုံးထက်မနေကြာရောက်ပောက်ကွဲတယ်လို့သူကတော့ဖော်ပြထားတယ်မြန်မာနိုင်ငံဒီမုံလိုက်ခက်နဲ့ပတ်သက်တဲ့သတင်းဖော်ပြချက်မှာတော့ပေါ့နော်ဒါပေမဲ့ဒီ မြန်မာစစ်တပ်ဘက်ကတော့ဒါဇော်မင်းထုံးပေါ့နော်ပြောရေးဆိုခွင့်ရှိသူဇော်မင်းထုံးကတော့အဲ့အချိန်တုန်းကတော့သူကဗာပြောလဲဆိုတော့ဒါမြန်မာစစ်တပ်ဘက်ကတိုက်ခတ်တာတိုက်ခိုက်တာလေကြောင်းနဲ့တိုက်ခိုက်တာတခုမှမဟုတ်ဘူးပေါ့နော်ဒါ KIO KIO ရဲ့လက်နက်တိုက်ရှိတဲ့နေရာတို့မဟုတ်ရန်နေတိုးဆောင်တဲ့နေရာပောက်ကွဲတဲ့ဖြစ်စဉ်ဆိုပြီးသူပြောပါတယ်ရခိုင်ကလည်းအဲ့လိုပောက်ကွဲမှုတွေရှိခဲ့တယ်ဆိုတော့ကြောင်းလည်းထည့်ပြောတာကျွန်တော်တို့တွေ့ရတယ်ဒါအပြင်သူထပ်ပြောတဲ့အထက်မှာဘာပါသေးလဲဆိုတော့ဇော်မင်းထုံးတို့ရဲ့ဒီမြန်မာစစ်တပ်ဘက်ကပြောဆိုချက်မှာဆိုရင်တော့ ဟို drop ဘုံနေပေါ့နော်ဒီ drone နေနဲ့ကြေးချရဲ drop ဘုံနေကိုလုတ်တဲ့နေရာဟိုဒီ drop ဘုံလုတ်တဲ့နေရာမှာဒီဘုံနေပေါက်ပေါက်ကွဲပြီးတော့ဒီပေါက်ကွဲမှုဖြစ်ခဲ့ရဲဆိုပြီးတော့ညီမစစ်တဲ့ဘက်ကတော့ညင်းဆိုတာနေကိုတွေ့ရတယ်ဒါပေမဲ့တကယ်တမ်းကျတော့ ဒီဘက်မှာဒီ data ခံနေမြေပြင်မှာရှိနေတဲ့လူတွေ ਨੇ ကျွန်တော်တို့ဒီ KIA ဘက်ကတော့ဒါမြန်မာစစ်တပ်ရဲ့ပြစ်ခတ်တိုက်ခိုက်မှုဖြစ်တယ်ဆိုတာကိုတို့တို့တိတိကျကျဆွဆွေးတယ်ဒါပေမဲ့ဆွဆွေးတဲ့နေရာမှာ lower check ကတော့ပါလဲဆိုတော့သူက냐ဆက်တနာကြီးဖြစ်တယ်နောက်ပြီးဒါဒီစစ်ပွဲတိုက်ပွဲဖြစ်နေတဲ့နေရာမဟုတ်ဘူးမဟုတ်တဲ့အခါကျတော့ဒါဌာနချုပ်နဲ့နေတော့ဒါအကုန်လုံးအိမ်မိုးကျနေတဲ့အချိန်ပေါ့နော်ဒီအော်တိုဘားလိုကာလာကြီးအိမ်မိုးကျနေတဲ့အချိန်မှာလာရောက်တိုက်ခိုက်လိုက်တာဖြစ်တဲ့အခါကျတော့ဘာနဲ့လာပြီးဘယ်လိုပြစ်လိုက်လဲဆိုတဲ့ကိစ္စကိုမသိဘူး KIA ပြောရေးဆိုခွင့်ရှိသူတာပုံမှန်ညို့ဘူးတော့ဘယ်လိုသုံးသပ်လဲ ဆိုတဲ့အခါကျတော့သူရဲ့ပြောဆိုချက်တွေမှာနောက်ထည့်သွင်းစဉ်းစားမယ့်အချက်မှာတော့ rocket ပေါ့နော်ဒီ rocket တွေ design နေနေပေါ့ cruise တို့သူကသုံးဆွဲသွားတာတွေ့ရတယ်ဒီလို design နေနေပြစ်ခတ်တာလားပေါ့နော်ဒါလေးကျွန်တော်ထည့်သွင်းစဉ်းစားမယ့်အချက်ပါနောက်ပိုင်းဒီစစ်ရောက်ဆွေးမှုတွေကိုအရေးယူဖို့တွေဖော်ထုတ်ဖို့တွေလုပ်တဲ့အခါမှာဆိုရင်လည်းအဲကျွန်တော်တို့ဒါနိုင်ငံတကာလက်နက်ကျွမ်းကျင်သူတွေဒါဒီနေရာကိုပြန်ပြီးကွင်းစင်းတာတော့စသည်ဖြင့်အထောက်အထားတွေရှာဖွေပြီးတော့ဒီမှာစစ်တပ်ကိုထိထိရောက်ကျွန်တော်တို့ဆွဆွဲတာအပြစ်ပေးတာတွေလုပ်ဆောင်မယ်လို့လိုအပ်ပါတယ် အဲ့တော့ဒီနေရာမှာတစ်ခတ်တက်ခဲမှုရဲ့အာဘယ်လောက်ရှိလဲဆိုတော့ဒီသူကဒီလူတွေအစုလိုက်တုံလိုက်တေးစီတာပါလဲဆိုတော့သူကဘုံကြတဲ့နေရာရဲ့မီတာ300ပတ်ဝန်းကျင်မှာရှိတဲ့သူတွေပေါ့နော်မီတာ300အတွင်းမှာရှိတဲ့လူတွေအားလုံးကတော့တေးတယ်ဒီ ठी ရိုက်တန်ရရှိတဲ့သူတွေအားလုံးမီတာ300အပြင်ဘက်မှာရှိတယ်ဆိုတော့အ ਨੇ ဆုံးဒါအဝင်းပေါ့နော်မီတာ300ကိုဖြက်စီးနိုင်တဲ့လက်နက်ကြီးအမျိုးအစားတစ်ခုခုဖြက်ရမယ်ဆိုတဲ့ကောက်ချက်ကတော့ကျွန်တော်တို့ခိုင်ခိုင်မာမာချလို့ရတယ်ဆိုတာကိုတွေ့ရပါတယ် ဲ့တော့ तू ကတော့တောက်လျှောက်ညီမစစ်တပ်ဘက်ကတော့ဘာလို့ပဲဆွဆွဲနေလေဆိုတော့ဒါဒီ KIA ဘက်ကလက်နဲ့တိုက်လို့ဘာလို့ तू ဆုံးဆုံးကပြောသလိုပေါ့နော်အဲအမိုနီယာနိုက်ထရိတ်လားမသိဘူးသူတို့ပြောရတဲ့အထက်မှာပါတယ်ဒါပေါက်ကွေးမှုတွေဖြစ်တယ်လို့ဆိုမင်းထွန်းတို့ဘက်ကဆွဆွဲနေတယ်ဒါပေမဲ့တကယ်တမ်းကျတော့ဒီလိုင်ဇာနာမှာရှိတဲ့ဒီမုံလိုင်ခက်ကပတ်ဝန်းကျင်မှာလည်းပါတိုက်ပွဲမှမရှိနေဘူးအဲနောက်ပြီးတော့ဒီစစ်စခန်းတွေဘာကြီးလဲရှိနေတယ်တော့ဒီဟိုဟာနေရာဒေသတခုမဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒါ ဒီမော်လိုက်ခက်ရွာဒါနှစ်ပေါင်း40ကျော်တန်းရှိတဲ့ရွာတစ်ခုလို့လေကျွန်တော်တို့သိရတယ်။ငကောကတော့ဒါရွာမှာအင်ဂျင်60လောက်ပဲရှိပေမဲ့2012ခုနှစ်ညမှာစစ်တပ်နဲ့ကချင်တပ်မတော်ကြားပေါ့နော်ဒီ KIA ကြားမှာကျွန်တော်တို့ပြန်ပြီးတော့တကြောကျင်စစ်ပွဲတွေဖြစ်ပွားတဲ့အချိန်ကစပြီးစစ်ဘေးရှောင်နေဒီဝိုင်းမော်ဘက်ကရောက်လာတဲ့စစ်ဘေးရှောင်နေရှိသလိုတခြားနေရာဒေသအသီးသီးကလည်းရောက်လာတဲ့စစ်စစ်ဘေးရှောင်နေရှိတဲ့အတွက်စုစုပေါင်းလူဦးရေ6အလုံးနေထိုင်တဲ့နေရာတစ်ခုဖြစ်တယ်လို့လည်းသိရတယ်။နောက်ပြီးတို့တကယ်ကိုဒီပြတ်မှတ်တဲ့တဲ့ကြတဲ့ target နေရာငကိုနေငကိုအချိန်လုံးကဘောလုံးကွင်းလို့သိရတယ် เนาะဒါပေမဲ့ကိုဗစ်ကာလဆက်ပြီးအဲ့နေရာမှာကုန်စည်ကူကူတန်းရောင်းဝယ်တဲ့ကိစ္စတွေလုပ်တဲ့ဒါတရုတ်မြန်မာနဲ့အဲနေနမိတ်နေလဲသက်ဆိုင်နေဆက်ဆက်တဲ့နေရာဖြစ်တယ်။နောက်ပြီးဒီလိုကုန်စည်ကူတန်းရောင်းဝယ်တဲ့နေရာတွေလုပ်တဲ့ဈေးလေးပေါ့နော်ဈေးဈေးပစ္စည်းကုန်ပစ္စည်းဖလှယ်တဲ့နေရာဖြစ်တယ်လို့ဒါဒေသခံတွေပြောဆိုမှုကိုလည်းကျွန်တော်တို့တွေ့ရပါတယ်။ဒါဘာတိုက်ပွဲမှာရှိနေနေရာမဟုတ်ဘူး။အဲ့တော့ဒီနေရာကိုဒါအယက်သားပြည်သူတွေဆစ်ဆောင်နေနေတဲ့နေရာကိုမြန်မာစစ်တပ်ကဥတီတဲ့ရှိရှိရွေချက်ရှိရှိတိုက်ခိုက်တဲ့စစ်ရာဇဝမှုဖြစ်စဉ်လို့ကျွန်တော်တို့ကောက်ချက်ချနိုင်ပါတယ်။ ။ဘာကြောင့်လဲဆိုတော့ဒီလိုအလားတူဖြစ်စင်နေလေရှိတယ်ပေါ့နော်။ဒါကတော့ဒီ2022ခုနှစ်ပေါ့။ဒါဒီမွန်လိုင်းခက်စစ်ဆောင်စကောင်းတိုက်ခိုက်မှုမတိကျရင်2022ခုနှစ်တနှစ်အကွာမှာလေကျွန်တော်တို့ဒီမွန်လိုင်းခက်ရွာကိုပဲနေမှာစစ်တပ်ကလက်နက်ကြီးတွေနဲ့တိုက်ခတ်ဖူးတဲ့ ဟိုထစ်စင်လေးရှိခဲ့ပါတယ်ဒါတည်းအဲ့2022ခုနှစ်အော်တိုဘာလမှာပဲဒီကချင်တီတဲ့ဖာကန်ရုံမှာရှိတဲ့အနမ်းပါပေါ့နော်အနမ်းပါဒေတာကိုဒီမှာစစ်တပ်ကလေကြောင်းနဲ့တိုက်ခိုက်တဲ့အားကြောင့်လေလူ60ထက်မနည်းသေဆုံးခဲ့ရတယ်ဆိုတော့လေကျွန်တော်တို့သိရှိရပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကပြန်ကြည့်မယ်ဆိုရင်ဒီမှာစစ်တပ်ကပတ်တန်အရပေါ့နော်ဒါအော်တိုဘာလဖြစ်တယ်ဒီဒီဒေတာကိုလေတိုက်ခိုက်နေတယ်အရင်ကလေတိုက်ခိုက်ဖူးတယ်နောက်ပြီးဒီလို ဟိုအစုလိုက်ကြုံလေးတက်ခတ်မှုတက်ဖြတ်မှုတွေရောလေအရင်ကသူပဲတောက်လျှောက်စေနှွေးနေတာဖြစ်တဲ့အတွက်ညီမစစ်တက်ကကျူးလွန်မှုဆိုတော့ကျွန်တော်တို့ယာနှုံးပြစ်ယုံကြည်ပါတယ်ဒါပေမဲ့ဥပဒေအကြောင်းအရကျွန်တော်တို့ဒါဟို criminology ပေါ့နော် criminology မှုကင်းဗေဒအရာကျွန်တော်တို့ဖော်ထုတ်ဆက်စစ်တာနောက်ပြီးတော့ကျွန်တော်တို့ဒီသက်ဆိုင်ရာပညာရှင်တွေကနေပြီးတော့လေ့လာပြီးတော့ဒီအလောင်းတွေကနေတဆင့်တော့မဟုတ်ကျွန်တော်တို့တက်စီဆုံးရှုံးမှုတွေနေတဆင့်တက်တည်အထောက်အထားတွေဖော်ထုတ်တာတွေကိုဆက်လက်လုပ်ဆောင်အောင်မေးလို့အဲကျွန်တော်ယုံကြည်တယ် အမှုမှန်လေးပေါ်ပေါက်ပြီးတော့ဒါဒီမှာစစ်တပ်ကိုလည်းကောင်းကောင်းအရေးယူနိုင်မယ့်ကိစ္စတစ်ခုဖြစ်ပါတယ်ဒီမုံလန်ခက်ဖြစ်စင်ရပါတော့အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကပြန်ကြည့်ရမယ့်ကိစ္စကတော့ဘာလဲဆိုတော့ဒီမှာစစ်တပ်ကိုကျွန်တော်တို့ကတော်လန်နေဆိုတဲ့ကိစ္စပါမင်းအောင်လန်ကိုတော်တော်လန်နေရလဲမဟုတ်ဘူးဒါမင်းအောင်လန်အောက်ကဗိုလ်ချုပ်တွေသူတို့စစ်သားတွေကိုတော်လန်နေရလဲမဟုတ်ဘူးစစ်အာဏာရှင်ဝါဒကိုလက်ကင်ဆွဲထားတဲ့စစ်တပ်တစ်ခုကိုတော်လန်နေတာဖြစ်ပါတယ် ဲ့တော့ဒီဆက်အာနာရှင်ဝါဒရှိနေတဲ့နေရာကာလပတ်လုံးကျွန်တော်တို့ပြည်သူတွေကဒီလိုဖိစီးတိုက်ခိုက်မှုတွေမျိုးစုံကိုခံရမှာပါပဲအဲလူမျိုးစုတော်လှန်ရေးအင်အားစုတွေရောကျွန်တော်တို့အင်အားစုပေါင်းစုံကလက်နက်ကင်တော်လှန်ရေးစစ်နွေးနေမှုဒါမအောင်နေမချင်းတို့ရွေးကောက်ပွဲတွေလောက်တာရှိနိုင်နေငြိမ်းချမ်းရေးဆွေးနွေးတာရှိနိုင်နေစကားဝိုင်းရှိနိုင်နေ ဲ့တော့စစ်ရဲ့သဘောအရအတိုးအဆုံးတွေဘယ်လိုပဲရှိရှိကျွန်တော်တို့ရဲ့နောက်တစ်ချိန်အကြီးဆုံးအောင်မြင်မှုဗမာပြည်အတွက်ဆောင်ကျင်းမှုလိုအပ်တဲ့အကြီးဆုံးအောင်မြင်မှုကတော့စစ်အာဏာရှင်ဝါဒအနှစ်ပြက်ကြာဆုံးရေးပဲဖြစ်ပါတယ်အဲ့တော့ဒါမုံလိုက်ခက်ဖြစ်စီသည်မြန်မာစစ်တပ်ရဲ့ကျူးလွန်နေကြစစ်ရဆုံမှုပေါင်းများစွာတွေကစစ်ရဆုံမှုတစ်ခုအနေနဲ့ကျွန်တော်မှတ်တမ်းတင်ခြင်းဖြစ်ပါတယ်အဲလွန်ခဲ့တဲ့နှစ်နှစ်ကဖြစ်ခဲ့တဲ့ကိစ္စပါကျွန်တော်တို့မေးပြောက်လို့လည်းမရပါဘူးဒီနှစ်နှစ်အတွင်းမှာလည်းမြန်မာစစ်တပ်ကဒီကျူးလွန်မှုနဲ့ပတ်သက်ပြီးနေသူတို့မှပြည်သူတွေ က်ဆိုင်ရာတော်လိုင်းအင်အားစုတွေကအရေးယူအတစ်ပေးနိုင်ခြင်းမရှိသေးပါဘူးခင်ဗျာတရားမျှတမှုရရှိဖို့လိုအပ်နေသေးတဲ့ကိစ္စတစ်ခုဖြစ်တဲ့အကြောင်းတင်ပြရင်းနဲ့ကျွန်တော်ညီကုန်းချုပ်လိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်